ားအလုံးမင်္ဂလာပါကျွန်တော်တက်ဖိုက်စီစဉ်နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစ်ဒီနေ့မှဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖုန်းဒီဇိုင်းကအမြဲတမ်းကျွန်တော်တို့တခြားစမတ်ဖုန်းတွေနဲ့မတူဝဲနဲ့တမုံထူးကြောင်အမြဲတမ်းထုတ်ပေးနေတဲ့ Huawei ကထုတ်လုပ်ထားတယ် Huawei Pure 80 Ultra ဖုန်းလေးကြောင်ဒီနေ့မှ review ပြပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီဖုန်းလေးကပြောမယ်ဆိုလို့ရှိရင်သူမှသုံးမိထားတဲ့ chipset ကတခြား chipset တွေမဟုတ် MediaTek Dimensity ဘာတွေညာတယ်အဲ့ဒါမဟုတ်ပဲနေဒီ Huawei ကထုတ်ထားတယ်ကျွန်တော် Kirin 9020ကိုသုံးမိထားတာ ဆိုတော့ okay ဒီ chipset က media tech ကထုတ်ထားတဲ့ chipset ဆိုလို့ရှိရင်ဘလောက်နဲ့ညီမျှလဲဆိုတော့ပြပြပေးမယ်ဆိုတော့ media tech dimensity ကျွန်တော်တို့ဒါ6200အောက်ကိုလေဒီ Kirin 9020ကရောက်မနေဘူးအတိုင်းမေ9000တက်ကိုရောက်နေလားဆိုလို့9000ကိုရောက်မနေဘူးပြောမယ်ဆိုလို့ရှိရင် media tech dimensity 6200နဲ့ media tech dimensity 9000ဆိုတဲ့ကြားထဲမှာဒီ Kirin 9020ကရှိနေတာဆိုတော့ gaming mind တော့ကတော့ပြည်တဲ့ အထွေထူးပြောစရာမလိုလုံးဝ smooth ဖြစ်ပြီးတော့ကျင်းဒီဘောကိုဆော့လို့ကောင်းတယ်မှာအသေးချပဲဆိုတော့ okay အဓိကပြောချင်တဲ့အကြောင်းရအခုမှစပါပထမအဦးဆုံးရှေ့မှာကျွန်တော်တို့ပြောခဲ့တဲ့ဒီဇိုင်းပိုင်းဒီဇိုင်းပိုင်းကိုကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်အခုပုံလေးတစ်ချက်ကြည့်လိုက်ဆိုတော့ပုံလေးမှာမြင်ရတဲ့အတိုင်းပဲဒီလိုမျိုးဒီဇိုင်းမျိုးကကျွန်တော်တို့ဘယ် smart phone မှာမှမတွေ့ရတဲ့ဒီဇိုင်းမျိုးတကယ်ကိုမှလူငယ်ဆန်းဆန်းအထာကြကြဒီ flash ဆိုတဲ့ဖုန်းတွေထဲမှာတော်တော်လေးကိုမှဒီဇိုင်းမင်းကမိုက်တယ်ပြောရမယ်ဆိုလို့ရှိရင်ဥပမာ iPhone ဆိုလို့ရှိရင်ကင်မရာ၃လုံး ါဆိုရင် iPhone အာဒီကောင်ဆိုလို့ရှိရင် Huawei P80 Ultra အာဒါမျိုး vibe ကိုအပြည့်အဝရအောင်သူကထုတ်ပေးထားတာဆိုတော့တော်တော်လေးကိုမှမိုက်တယ်ဒီကောင်ရဲ့ screen size 6.8 inches ဆိုတဲ့အနေအထားမှာခုလုံ class နဲ့ထုတ်ပေးထားတာဖြစ်တဲ့အတွက်ကိုကျွန်တော်ဒါတာမန်ပြုတ်ကျနိုင်တဲ့အနေအထားတွေလောက်ကတော့ဒီကောင်ကအေးစိတ်အကျန်းခံတယ်မှတ်မှုဘောဗျာပြီးတော့ဒီကောင်မှာကလေ Ultra version မို့လို့လားမသိဘူး Huawei ကနည်းနည်းတော့ခြေလာပြီဗျာ ဘလို့ခြေလာလဲဆိုလို့ရှိရင်သူ့မှာရွေးချယ်စရာအများကြီးမရှိဘူးပုံမှန်ဖုန်းတွေဆိုလို့ရှိရင်များအနည်းဆုံးရွေးချယ်စရာက RAM ဆိုလို့ရှိရင်ဘယ်နှမျိုး storage ဆိုရင်ဘယ်နှမျိုးရှိတယ်ဆိုရင်ဒီ Pure 80 Ultra မှာကရွေးချယ်စရာနှစ်မျိုးပဲရှိတယ် RAM 16ဆိုတဲ့အနေထားမှာသူက storage က512နဲ့ 1TB ဆိုပြီးရွေးချယ်စရာနှစ်မျိုးပဲထွက်မယ်ဆိုတော့လိုချင်ဝယ်မလိုချင်ဒိုးဆိုတဲ့အထာမျိုးဆိုတော့ okay ပါ ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်စကကြောလေးနည်းနည်းတော့ရှင်းသလိုဖြစ်နေပြီတခြားကျွန်တော်တို့ specification လေးတွေ notation လေးပြပြပေးမယ်ဆိုတော့သူ့ရဲ့ battery bank ကိုတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှင်သူ့ရဲ့ battery capacity က9800 mAh ဆိုတဲ့အနေထားမှာသူ့ရဲ့ charging sporting က100 watt sporting ပေးတာဆိုတော့တော်တော်လေးကိုမှအာသွင်းမြန်တာအရန်တော့ကြားတယ်ပြီးတော့ပြီဆိုလို့ရှင် video resolution ကိုတစ်ချက်ကြည့်လိုက် 4K ဒီစပိုရင်းပေးထားတာဆိုတော့ကျွန်တော်တို့ vlogger တမားတွေအတွက်ကတော့တော်တော်လေးအဆင်ပြေတယ်အင်ဒေါ်လာအော်ဒေါ်လာကျွန်တော်နေရာမျိုးအကြိုက်ဆွဲလို့ရတယ် အဓိကကျွန်တော်ပြောချင်တာကဒီမှာစတာအခုကြည့်နေတဲ့ပရိသတ်တွေရောကျွန်တော်ကိုယ်တိုင်ကပါကျွန်တော်နှစ်ခေါက်သုံးခေါက်လောက်ပြန်ပြီးရောကျွန်တော်တို့တေချာ confirm လောက်လိုက်ရတဲ့အထိ surprise ဖြစ်သွားတာကတော့သူ့ရဲ့ဈေးတန်းပါဈေးတန်းကတော့ဒါလက်ရှိကတော့ဒီ Huawei PR80 Ultra ကတော့လက်ရှိဒီမြန်မာနိုင်ငံဈေးကွက်ထဲမှာတော့ရှိမနေသေးဘူးအဲသူ့ရဲ့ပေါက်ဈေးကိုကျွန်တော်တို့လက်ရှိ exchange rate နဲ့တွက်ကြည့်လိုက်တဲ့အခါမှာတော့360ဝန်းကျင်ကနေစနေတာပြောမယ်ဆိုလို့ရှိရင် iPhone 16 Pro Max လက်ရှိ512 GB ဆိုလို့ရှိရင်တော့65ဒိန်ဝန်းကျင်လောက်ပဲရှိနေတာဆိုတော့ okay ထားလိုက်ပါဒီ360ကျော်ဝင်းကျင်ပေးရတဲ့ Huawei Pure 80 Ultra ဖုန်းကတကယ်ပဲကိုရီပေးလိုက်ရတဲ့ဈေးနဲ့တန်ရဲ့လားကောင်းမွန်တဲ့ quality ရနိုင်မလားဆိုတော့ကတော့လက်ထက်ကိုဖုန်းရလိုက်တဲ့အချိန်ကြာလို့ရှိရင်ထပ်ပြီးတော့ review လေးပြပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကြည့်ရှုပေးတဲ့ပရိသတ်များလုံးပဲကျေးဇူးများရေးတင်ပါတယ်နောက်ထပ် video မှာပြန်လည်ဆက်တွေ့ကြနေ See you guys